ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်က England Premier League ပွဲစဉ်ဒါပြန်ရောက်ပြီ England Premier League ကတော့ပေးသက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ပွဲကြီးပွဲကောင်းတွေပေါ့လေလက်ရှိမှာ Premier League ပွဲစဉ်အခြေအနေကိုကြည့်ရင်ကျွန်တော်ပေးသက်တဲ့တော့စိတ်ဝင်စားစရာပေါ့လေရှစ်ပွဲကံပြီးသွားပြီ အာစနယ်ကဇယားထိပ်မှာရှိတယ်မန်ချက်စတာစီးတီးကဒုတိယဘုံမောင်းနဲ့လီဗာပူးကတတိယစထုတ်ထားနဲ့ချယ်ဆီစပါးဆန်ဒလန်တို့က14မက်စီရပြီးတော့အဆင့်ခွန်ခရစ်စတယ်ဘဲလစ်မန်ယူနိုက်တက်ဘရိုက်တန်တို့ကအဆင့်30ထွန်းမှာအသီးသီးရပ်နေကြတယ်ဆိုတော့ပရီးမီးယားလိပွဲရဲ့ဒီတစ်ပတ်ပွဲစဉ်6ပွဲစဉ်6ကကျွန်တော်တို့စနေနေ့အစောဆုံးပွဲကို နောက်ကျဆုံးပွဲဖြစ်ကစားမယ်အဓိကကလီဗာပူးရဲ့ချန်ပီယံလိပွဲစဉ်ကြောင့်လီဗာပူးကချန်ပီယံလိကိုဘရူးနေမှာအိုက်ထရန့်ဖရန့်ဖတ်မှာတွားကန်ရပြီးဂျာမနီမှာကန်တဲ့အတွက်ကြောင့်အိုက်ပွဲကိုစနေနေ့ရဲ့ကျွန်တော် UK မှာဆိုရင်ည7:00နာရီမြန်မာစံတော်ချိန်နနက်7:00နာရီခွဲကိုရွှေ့လိုက်တယ်ဆိုတော့အစောပိုင်းပွဲတွေကိုကြည့်ရင် Chelsea နဲ့ Sunderland ရှိမယ် Newcastle Fulham ရှိမယ် Manchester United နဲ့ Brighton ရှိမယ်။တောက်ကြနေမှာတပွဲရှိတယ်။ရုံးကန်နေရတဲ့ Leeds နဲ့မရေရာမသေးကြတဲ့ West Ham တို့ရဲ့ပွဲရှိတယ်။အဲ့ဒါကကျွန်တော်တို့တောက်ကြနေနနက်တနားခွဲမှာကပ်မယ်။ဒါပေမဲ့စနေနေ့မှာ Chelsea က Sunderland နဲ့ကပ်မယ်။ Chelsea ရဲ့ England Stamford Bridge မှာကံမယ်ဒေသစနုပ်ချိန်ညနေ3:00နာရီမြန်မာ စနုပ်ချိန်ည8:00ခွဲမှာကံပြီးတော့ Newcastle United နဲ့ Fulham ပွဲလည်းရှိတယ်ပြီးတော့မှ Man United က Brighton နဲ့အိမ်ကွင်းမှာည7:00နာရီမှာ Brighton နဲ့ကံမယ်ပြီးတော့မှ Liverpool က Bradford ကို away ကွင်းအဖြစ် နက်တနားရီခွဲမှာကပ်မယ်ဆိုပွဲကတော့စုစုပေါင်း၄ပွဲအသင်းကြီးလီဗာပူးရဲ့ယူနိုက်တက်ရဲ့ညူကာဆယ်ရဲ့ချယ်ဆီရဲ့ဆိုချယ်ဆီချယ်ဆီကအခုလောလောဆယ်မှာယုံကြည်မှုပြန်လဲတည်ဆောက်ထားတယ်နောက်ဆုံးကစားခဲ့တဲ့ Forest နဲ့ပွဲမှာလည်းနိုင်တယ်လီဗာပူးလည်းနိုင်ထားပြီးတော့ အန်ဇိုမာရစ်စကာရဲ့အသင်းကယုံကြည်မှုပြန်ကောင်းနေတယ်။အခုအဲ့ပွဲလေးမှာဗျဖာနန်ဒက်စ်လည်းမပါဘူး၊ခိုးဖာမလည်းမပါဘဲနဲ့သူရအောင်လုပ်ထားတယ်။ချက်စီသေးကိုကြည့်အခုလောလောဆယ်မှာဖြည်းဖြည်းချင်းကွန်ဖီဒန့်ပြန်ကောင်းပြီ။အခုတိုက်စစ်ကဂျောက်ဘက်တိုတယောက်ဂိုးပေါက်ပျောက်နေတာပေါ့လေ။ကလပ်ဝေါ်ကပ်မှာဂိုးတွေသွင်းပေမဲ့ဂျောက်ဘက်တိုရှိကကျွန်တော်အကောင်းဆုံးပုံစံမျိုးမတွေ့ရသေးဘူး။ဒါပေမဲ့ဂျောက်ဘက်တိုဟာအမြဲတမ်းအရေးသွေးရှိတဲ့ကစားမသူကိုယ်တိုင်ခြေစွမ်းမပြဘူး၊ဂိုးမရရင်တော့မှအသင်းအတွက်မချက်အောင်အသင်းအတွက်တစ်ခုခု ဖြစ်အောင်လုပ်ပေးတဲ့ကစားမဖြစ်တဲ့တကယ်ကို ခြေစွမ်းကောင်းတဲ့ကစားမဖြစ်တဲ့သူဂိုးပေါက်ပြောင်းနေတော့မှအခုလက်ရှိမှာချက်စီကတခြား position ကနေဂိုးတွေတက်သွင်းတယ်ချက်စီတရားဒီမှာတိုးတက်လာတဲ့အချက်ကအဲ set piece ပဲ set piece မှာဒီရာဒီမှာတော်တော်လေးသွင်းတယ်ဗျအားလုံးကအာဆင်ဂိုးတွေသွင်းလို့အာဆင်ကိုရှောက်ပြောနေမယ်တကယ်ချက်စီလည်း set piece တော်တော်လေးကောင်းတယ်ဗျအာဆင်ကအရန်ကြီး highlight ဖြစ်နေတဲ့အချက်ကြောင့်ပါတယ်ဒါပေမဲ့ချက်စီရဲ့ set piece နောက်တစ်ခုက rechain fully fit ဖြစ်တဲ့အချက်ပေါ့လေဒီပွဲကမာလူကိုဆိုပွဲပဲဟိုတနေ့ကကစားခဲ့တဲ့ပွဲမှာမလိုလားအပ်တဲ့နောက်ထပ် တဝါထတ်ထီလို့သူနှစ်ဝါတတိထုတ်ခံတော့ဂူစတိုမပါဘူးဆိုတော့ရီချိန်ကညာကိုပြန်သွားမယ်ခူခရဲလာဖြစ်မယ်ခန်စစ်ကတော့ထရီပချာလိုပါပါမယ်သူနဲ့တူအပွန်ချော်ဆိုတဲ့ခြေတိတ်လေးပြပါအဲ့ခြေတိတ်လေးကောင်းတယ်နော်ကွင်းလေကတော့တကယ်လို့အန်ဆိုပြန်ပါမယ်ဆိုတော့အန်ဆိုခိုင်စီတို့မပါလဲလာဗီယာခိုင်စီတို့ရှိမယ်ပြီးတော့မှဒါနံပါတ်10ရူမှာ3233အန်ဆိုပိုင်အန်ဆိုတိုက်စစ်ကတော့ကျွန်တော်အမြင်တော့ အက်စတာဗေရဲ့နတ်တူရဲ့ကာနာချူရဲ့ဒီကတော့နတ်တူက main ပေါ့လေကာနာချူရဲ့အက်စတာဗေကအလှဲ့ကြပုံစံတယောက်ယောက်ထွက်နိုင်ပြီးတော့အထောင်ကတော့ draw back through ကစားနိုင်တယ်ဆန်ဒလန် short တွက်လို့မရဘူးเนาะဆန်ဒလန်ကအခု Chelsea လိုပဲအမှတ်တူတူရထားတဲ့အသင်းသူတို့ကစားကောင်းတယ်အသင်းလိုက်စုစည်းမှုအားကောင်းတယ်သူတို့မှာလုံလောက်တဲ့ quality HBN နေရှိတယ်ကိုကိုဒုက္ခပေးနိုင်တဲ့ quality ရှိတယ်ဒါပေမဲ့ Stanford Bridge ကိုလာပြီးတော့တခုခုလုတ်ပြဖို့ကတော့မလွယ်တော့ဘူးကျွန်တော်ထင်တော့ Chelsea ိမ်ခွဲမှာနိုင်ပွဲဆက်အောင်မယ်လို့ကျွန်တော်မြင်တယ်။ဒါကညနေ3:00ည8:00ခွဲမှာကံမယ်။ပြီးတာနဲ့ Newcastle United နဲ့ Fulham နှစ်သင်းလုံးကတော့အရင်မကောင်းဘူး Fulham လည်းမကောင်းဘူး Newcastle ကဟိုတနေ့က Champions League အိမ်ခွင်ခိုးပြတ်နိုင်ပွဲကသူတို့ကိုယုံကြည်မှုရသွားတယ်။ဒီအားဒီမှာသူတို့ Arsenal ကိုအိမ်ခွင်မှာရှုံးတယ် Liverpool ကိုအိမ်ခွင်မှာရှုံးတယ်။ Barcelona ကိုအိမ်ခွင်မှာရှုံးအိမ်ခွင်၃ပွဲရှုံးထားပေမဲ့ Wolf ကိုအင်ကွဲမှာနိုင်တယ် Benfica ကိုလည်းနိုင်ထားတယ်အခုလဲသူတို့ရဲ့အင်ကွဲနောက် Nick Wolfmutter လည်းကိုးပေါက်တွေတွင်းနေတယ်နောက် Anthony Gordon ခြေစွမ်းပြနေတယ်အဲ့ချက်ပေါ့လေကျွန်တော်တို့အခုလောလောဆယ်မှာ Anthony Egan Garcia ကအများကြီးမရပေမဲ့အခုလောလောဆယ်မှာသူတို့ရှိကအခု Jacob Ramsey ကိုလည်းပြန်ကောင်းပြီဆိုတော့ကျွန်တော်ထင်တော့ ယူကာဆယ်ခြေစွမ်းပြအောင်ပဲပွဲပဲအိမ်ကွေးဖြစ်တဲ့ဒီပွဲမှာသူတို့ဖူလန်ကိုအနိုင်ယူအောင်ပါပဲသူကချယ်ဆီနဲ့အတူတပြိုင်တည်းည၈ခွဲမှာကပ်မယ်မန်ယူနိုက်တက်နဲ့ Brighton အဲ့ Brighton က United ကိုခဏခဏဒုက္ခပေးတဲ့အသင်းပြ Brighton ဟာ Manchester United နဲ့ တွေ့သမျှပွဲတွေမှာနောက်ပိုင်းပွဲတွေမှာအများအားဒုက္ခပေးတယ်။ United ကတော့အခု Liverpool ကိုနိုင်တယ်၊ Sunderland ကိုနိုင်တယ်ဘရန်ဖို့ကိုကြားထဲမှာတည်ချယ်ဆီကိုနိုင်တယ်ဆိုတော့ United ကအိမ်ခွင်းမှာ Chelsea ရဲ့ Sunderland ရဲ့ Burnley ရဲ့သုံးပွဲနိုင်ပြီးတော့ Brighton ကအဝေးခွင်းမှာ Wolf ကိုတည်ချယ်ဆီကိုအနိုင် Barnsley ကိုအနိုင်ကစားထားပြီးတော့ Brighton ကအဝေးခွင်းစွန့်ရီမဆိုးလာတဲ့အသင်းထဲမှာပါတယ်နောက်တစ်ခုက မန်ချက်စတာယူနိုက်တက်ဒုက္ခရောက်နေတဲ့ခက်ခဲနေတဲ့ကာလမှာ Brighton ကတပွဲပဲရှုံးမှုတွေတူးစီနေအဲ့ဒါကလည်းကျွန်တော်မမယားယား Man United ကပြီးခဲ့တဲ့တစ်နှစ်ကျော် Arsenal နဲ့ Man City နောက်ဆုံးချန်ပီယံလူတဲ့နေ့ကတူးစီနေနိုင်တာအဲ့ဒါက Brighton အမှတ်မလို့တော့တဲ့အချိန် Brighton လည်းဟိုမြောက်ဒီမြောက်ဖြစ်တဲ့အချိန်မှာအဲ့တပွဲပဲရှိတယ် Man United ရဲ့အခု loss တွေ struggle ဖြစ်တဲ့တလျှောက်လုံးမှာ United ကိုအမြဲတမ်းလိုလိုဒုက္ခပေးတဲ့အသင်းတွေမှာပါတဲ့အသင်းက Brighton ရဲ့ Man City ရဲ့ Arsenal အဲ့သုံးသင်းက Man United ကိုတွေ့တိုင်းအမြဲတမ်းဒုက္ခပေး Arsenal ဆိုရင် Man United ကွင်းမှာပွဲတိုင်းမနိုင်တော့မှတပွဲတလီတော့ပဲရှုံးမယ်။တေးနဲ့အနိုင်ဖြစ်လာပြီဗျာ။အခုနောက်ပိုင်း Emery မှာဆိုသူတို့အမြင်နဲ့ရလက်ကောင်းတယ်။ Brighton ကလည်းသူတို့ Arms မှာပဲကန်ကန် Old Trafford မှာပဲကန်ကန်အမြင်နဲ့ကောင်းတယ်။ Man City ကပြီးခဲ့နှစ်ကရှုံးသွားတယ်။ဒါပေမဲ့ Man City ကလည်းအမြင်နဲ့ဒုက္ခပေးတယ်။ထက်မှပါတယ်လေဘာဘူးတော့အခုထိုက်ဖြစ်လာတဲ့အချိန်မှာအဲ့ Brighton က Man United တို့တကယ်ခက်ခဲတဲ့ပွဲအထူးသဖြင့် Old Trafford ကိုလာလာပြီးတော့ဒီကောင်တွေနိုင်သွားတာအချိန်ပေါင်းမနေဘူးဆိုတော့ United လုံးဝပိုးလို့မရတဲ့ပွဲပဲထိုက်ဂိမ်းဖြစ်တဲ့နောက်တစ်ခုက DRD မှာ Brighton ဟာအသင်းကြီးတွေရွေးဖြုတ်နေတာ ချက်စီးကိုနိုင်နေစပားကိုတည်ရ မန်စီးတီးကိုအနိုင်ကန်ထားတယ်เนาะအသင်းကြီးတွေတော်တော်များများအသင်းကြီးတွေကိုကြီးတောက်လျှောက်ရွေးဖြောတာဟိုတနေ့ကလည်းညူကာဆယ်ကိုသူတို့နိုင်ထားတယ်ဆိုအဲ့ဒါကိုကြီးချားပြီး Brighton ဟာလုံးဝ short တွက်လို့မရတဲ့အသင်းဖြစ်တယ် Manchester United တို့ပွဲချက်ကန်ရမယ်အိမ်ကွေး3ပွဲဆက်နိုင်ပွဲရဲ့ back to back နှစ်ပွဲဆက်နိုင်ပွဲကတော့ United ကို confident အပြည့်ရှိလိမ့်မယ်ဒါပေမဲ့ခက်ခဲတဲ့ပွဲဖြစ်မယ်ညနေ9:00နာရီခွဲမြန်မာစံတော်ချိန်ည17:00နာရီမှာကန်မယ်ပြီးတော့မှ Brentford နဲ့ Liverpool Brentford ကတော့အခုလောလောဆယ်မှာယုံကြည်မှုတော်တော်လေးပြန်ကောင်းနေတယ်သူတို့ ို့လဲသူတို့အိမ်ခွေးမှာ Manchester United ကိုနိုင်တယ် Chelsea ကိုတည်ကြတယ် Man City ကိုသူတို့ကက်ရှုံထားတာအဲ့ဒီမှာ Liverpool က Premier League form ကတော့ back to back 3ဘွဲ့ဆက်ရှုံထားတဲ့အတွက်သူတို့မှာယုံကြည်မှုနည်းနည်းပျောက်ဆုံးနေတယ်တိုက်စစ်က AKTK လိုလို Isak လိုလိုနီးပြအတွက်ဗျာများနေတဲ့အချိန်မှာဒီဘွဲက Brentford ရဲ့ G-Tech Community လာကန်ရတာ Liverpool တို့ခက်ခဲတဲ့ဘွဲပဲကြီးကောင်းတဲ့ဘွဲ Liverpool တို့ထိုက်ကင်းဖြစ်မယ်ဒီနေ့သေးတွေးတဲ့အခါမှာမနစ်က Liverpool က Brentford ကို ခက်ခက်ခဲခဲကစားသွားပေမဲ့ Bradford ကို Liverpool ကအဝေးကွင်းမှာနောက်ကျဖို့နှစ်ကိုးနဲ့နိုင်တယ် Bradford ကို Liverpool ကပုံမှန်အဖြစ်တော့ရလက်ကောင်းအောင်စွမ်းဆောင်နေ Bradford နဲ့တွေ့ရခါမှာ Liverpool ဟာတောင်းတဟိုနေထားတဲ့အမြဲတမ်းရလက်ကောင်းလေးရှိတဲ့အချက်ကတော့အားသာချစ်တစ်ချက်ဒါပေမဲ့အခုနောက်ဆုံးတွေ့ထားတဲ့မှတ်တမ်းကိုကြည့်ရင် Bradford က West Ham ကိုသူတို့အဝေးကွင်းမှာနိုင်တယ် မန်စီးတီးကိုတကိုးတဲ့ကတ်ရှုံးပဲမယ်အဲ့ပွဲကတေးကြလောက်တဲ့ထိသူတို့ကောင်းကောင်းချိန်ချောင်းနိုင်ပြီးတော့ယူနိုက်တက်ကိုနိုင်တယ်အက်စတိုဗီလာကိုတေးကြထားပြီးတော့သူတို့အိမ်ကွင်းမှာသူတို့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတဲ့အသင်းပဲဒါဒီသင်းကလီဗာပူးနဲ့အာနီဆော့အတွက်လုံးဝခက်ခဲမဲ့ပွဲပဲအထူးသဖြင့်လီဗာပူးရဲ့ခံစစ်အားနည်းပုံဆက်ပြီးစိတ်ကိုထီးလုပ်ပုံအားနည်းမှုအချက်ကဘရန်ဖို့အတွက် အာသာချက်အထူးဖြင့်ခိုင်ယိုတေးရဲ့လက်ပစ်ဘောဆက်ပစ်တွေအခုပြဘရန်ဖို့အသင်းကိုလီဗာပူးနိုင်ကျင်ဒမ်စကာကိုရအောင်ထဲအခုတီယာကိုက၅ခုသွင်းထားတယ်ဗျာရှာတီကလည်းခြေစွမ်းထပ်တယ်အခုတီယာကိုရဲ့ရှာတီရဲ့ ဒန်ကိုအထားရရဲ့အဲ့သုံးရောတိုက်စစ်ကဖေ့စ်တော်လေးကောင်းတယ်အဲ့ဒါကိုမှဒမ်စကလို့ပါတော့ကောင်းတယ်သူလီဗာပူးအနေနဲ့ဒီကွင်းလေကဂရမ်မန်ဘက်ရဲ့ဆော့ဘော့စလိုက်အတွဲကိုပါဖရော်နီဗတ်ကိုတုံးပါလားမဟုတ်ဘူးအလက်စစ်မက်ကလာဆန်လည်းပဲတွဲမယ်နောက်ရိုက်ဘက်ကကော်နာဘရက်လီအစားကျွန်တော်တို့ဂျေရမီဖရင်ဘောင်ကိုတုံးပါလားဒါလီဗာပူးအတွက်ခက်ခဲမဲ့ပွဲဖြစ်တယ်ထိုက်ဂိမ်းဖြစ်တယ် အစင်လာရတော့လီဗာပူးကဘရန်ဖို့ကိုအနိုင်ရလိရှိတဲ့အသေးဖြစ်တယ်ဒါပေမဲ့လုံးဝကို short တော့လို့မရတဲ့ပွဲပါဒါကည8နာရီနနက်10နာရီခွဲပုံမှန်အဖြစ်ကဒီပွဲကစနေနေ့အစောဆုံးကမ်းပါလီဗာပူးရဲ့ Champion League အဝေးကွင်းပွဲကြောင့်ဒီပွဲကိုညပိုင်းရွှေ့ထတာဖြစ်ပြီးတော့ဒါကတော့စနေနေ့ Premier League ပွဲပေါ့လေဆိုတော့ Chelsea ကအိမ်ကွင်းမှာ Sunderland Newcastle က Fulham ကိုအိမ်ကွင်း United က Brighton ကိုအိမ်ကွင်းနဲ့ Liverpool ကအဝေးကွင်းတွားကြရပြီး Brentford နဲ့ကမ်းပါပါ Saturday မှာဘယ်အသင်းတွေသုံးမှတ်ပြရကြမလဲ ကိုမမဝေယမချေပြကြပါအားလုံးကျေးဇူးတင်ပါတယ်